Hello ကိုလူလူအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ဆော့မဲ့ဂိမ်းအားနည်းနည်းလေးတော့ထူးဆန်းပါတယ်ဒီဂိမ်းထဲမှာဆိုရင်တော့ကျွန်တော်တို့အပင်နေနဲ့ဒီ brain roll တွေနဲ့တိုက်ခိုက်သွားမှာမဟုတ်ဘဲနဲ့အပင်နေနဲ့ဒီ titan တွေနဲ့အပြင်းထန်တိုက်ခိုက်သွားမှာပဲဖြစ်ပါတယ်ဗျ Okay ဒီအားတော့ကျွန်တော်ပထမဆုံးရထားတဲ့ titan ပဲဖြစ်ပါတယ်ဒီကောင်က rare ဆိုတော့မစိုးလို့ပဲပြောရမှာပေါ့နော်အဲဒီကောင်ကိုကျွန်တော်တို့ဒီမှာထားလိုက်မယ် ဒါကတော့ဒီ character တွေကိုထားဖို့အတွက် platform တွေဗျာအဲဒီထဲမှာ titan တွေတွေမဟုတ်ဘူးပေါ့နော်တခြား enemy character တွေလည်းအများကြီးပဲပါပါတယ်အဲ့တော့ video လေးကိုစုံးနေကြည့်ဖို့အတွက်ကျွန်တော်ပြောချင်ပါတယ် okay ဒီမှာ itadori ug ဒါကတော့ jujutsu kaisen တွေက character ပေါ့နော်ဒီကောင်ကလည်း rare ဆိုတော့မစိုးဗျာအဲဒီကောင်ကိုလည်းကျွန်တော်တို့ယူရမယ်ပြီးတော့ဒီမှာ inosuke ဒီကောင်ကရောမိုက်လိုက်လားဒီမှာ marcel တွေနဲ့တော့တော်တော်မိုက်တယ်ဒါ demon slayer တွေကဝက်ကောင်နဲ့ကောင်ပေါ့နော်အဲဒီကောင်ကလည်း rare ဆိုတော့မစိုးဗျာ okay ဒီမှာကျွန်တော်တို့ itadori ug ကိုတော့ရပြီလို့ထင်တယ် အဲရပြီကျွန်တော်မှာ plan တပင်ပဲရှိသေးတာဆိုတော့အဆင်မပြေဘူးဖြစ်နေရဗျာ okay ရပြီရပြီဒီမှာ itadori ug ကိုတော့ကျွန်တော်တို့ရပါပြီဒီကောင်ကလည်း rare ဆိုတော့မစိုးဘူးဗျာဒီကောင်ကိုကျွန်တော်တို့ဗမာထားရမလဲအော်ဒီမှာနေရာအစ်စ်ဝယ်လို့ရတယ်အဲဒီမှာ platform အစ်စ်ပေါ်မှာကျွန်တော်တို့ထားပေးလိုက်မယ်ဒီမှာ rare နဲ့ကောင်တော့ကျွန်တော်တို့ရပါပြီ okay ဒီကောင်နဲ့ကောင်ကတော့ mic တော့ mic တယ်ကွာမစိုးပါဘူးအာကျွန်တော်နောက်ထပ် character အိုးဒီမှာ zenitsu အာဒါလည်းဒီမွန်စလီယာတွေက character ပဲ enemy တွေက character တွေလည်းဒီထဲမှာတော်တော်လေးပါတယ်ဗောနော် okay ကျောဒီကောင်းကိုလည်းရမယ်လို့ထင်တာပဲအပင်ကတပင်နေရှိတော့ဗျာနည်းနည်းအဆင်မပြေဘူးဖြစ်နေတာဗောနော်အဲ့တော့ UG ဒီကောင်းထက်ပြီးတော့လာပြန်ပြီဟိဟောကြီး character တွေကအများကြီးပဲဒီမှာတောက်လျှောက်ကိုလာနေရ okay ကျောဒီမှာဇီနေစုဒီကောင်းတော့ရပြီဗျာအာဒီကောင်းကမိုက်တယ်ဗောနော်ဒီမှာကြည်လိုက်ဒီမွန်စလီယာတွေကောင်ပဲဖြစ်ပါတယ်အဒီကောင်းကိုကျွန်တော်တို့ဒီမှာ Titan နဲ့လဲပေးလိုက်မယ် okay ဒီမှာဇီနေစုနဲ့ UG နဲ့ဗောနော်နှစ်ကောင်တော့ရပြီဗျာ enemy character နှစ်ကောင်ဖြစ်သွားပြီ Titan ကြီးကတိတ်မကောင်လို့အပင်လေးပါကြိုးဝယ်လို့ရတယ်အပင်လေးပါကြိုးထက်ပြီးတော့ဝယ်ရမယ်အအပင်လေးကဒီမှာအများကြီးပဲရှိရဗျာဒီလား Strawberry ပါလည်းရှိရပေါ့နော်ပြီးတော့ဒီအောက်မှာ Applan နေပါရောပြီးတော့အအများကြီးပဲ Mr. Car တော့လည်းရှိရဒါ Plant vs Brayron နဲ့အတူတူပဲပေါ့နော်ဒီထဲကအပင်လေးကโอเคကျွန်တော်တို့ဒီတဲကနေပြီးတော့အပေါ်ဆုံးကအပင်ပဲဝယ်မရမယ်နဲ့ထင်တယ်အဲဒါလေးကအတန်ဆုံးပဲနှစ်ပင်လောက်ကျွန်တော်တို့ဝယ်လိုက်မယ်โอเคအဲနှစ်ပင်ဆိုရင်တော့ကျွန်တော်ကြမ်းသွားမယ်ထင်တယ်ဗျာအိုးဒီမှာရန်ကိုကု ရန်ကိုကူကဒီမှာ FPG ပြတိတာတော်တော်လေးကိုမိုက်တယ်ဗျ Okay ကျိုးဒီကောင်ရောရားလောက်မလားမသိဘူးအဲ့မရားလောက်ဘူးမရားလောက်ဘူးရန်ကိုကူကဒီမှာသူ့ရတော်တော်လေးကိုမားတယ်ဗျဟိုတွားပြီ no မလုပ်ပါနဲ့အာရောတွားပြီရောက်ပြီမရတော့ဘူးဟိုနှမျောစရာကြီးရန်ကိုကူကြီးကတော်တော်မိုက်တယ်ဗျ FPG ကိုမရလိုက်ဘူးဗောနော် Titan တွေကတော့ကျွန်တော်စီမှာရထားတယ်ဗျနှစ်ကောင်တောင်ရှိတယ်ဒါပေမဲ့ Rare တွေဆိုတော့အသိပြီးတော့အဆင်မပြေဘူး Okay ကျွန်တော်တို့အဲဒီမှာပတ်စံက1000ကျော်ရှိတယ်ဗောနော်1000ကျော်ရှိရဆိုတော့ကျွန်တော်ဘာပင်ဝယ်လို့ရမလဲမသိဘူးထပ်ပြီးတော့ ရှိုးလိုက်မယ်ဘာလေးများရအောင်လေအိုးဒီမှာ strawberry ဝယ်လို့ရလားမရဘူးဒါ 1.25k ဆိုတော့နည်းနည်းလိုတယ်ဆိုတော့ကျွန်တော်တို့ယာထားတဲ့ကောင်တွေကိုရောင်းလိုက်မယ်အမ်ဒီမှာရောင်းလိုက်လို့ရှိရင်တော့ကျွန်တော်တို့ရပြီဗျာโอเคဒီမှာအဲ့ရတထောင်ကျော်တော်မှရတယ်ရောင်းလိုက်တာโอเคဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီမှာရောင်းလို့ရတဲ့ပတ်စံတွေဒီမှာအပင်အသစ်ထပ်ပြီးတော့ဝယ်မယ်ဗျာโอเค strawberry က 1.25k ဆိုတော့မစိုးကဲကျွန်တော်ဒီပင်ကိုဩဒီမှာဒီပင်ကိုကျွန်တော်တို့ဒီမှာထားလိုက်မယ် အဲဒီမှာ strawberry လေးကျွန်တော်စိုက်လိုက်ပြီเนาะဒီကောင်ပေါက်ဖို့အတွက်ကတော့နည်းနည်းတော့စောင့်ပေးရမယ်လို့ထင်တယ်ဗျာအဲ့ဒီဒီမှာ title ဒီကောင်ထပ်ပြီးတော့လာပြီဒီကောင်ကြီးကပါလေ rare ပဲရောက်ကြီး rare တွေကတော့တော်တော်များတယ်ဗျာ character တွေကဟော platform တွေဒီမှာအဲ platform တွေတစ်ခုထပ်ပြီးတော့ဝယ်လိုက်ပြီအဲဒါဆိုရင်တော့ကျွန်တော်ဘယ်ကောင်ထားရမလဲအော်ဒီမှာကျွန်တော် titan ပဲထားမှရမယ်နဲ့ထင်တယ်ဗျာ titan ပဲထားလိုက်တော့မယ် okay ဒီမှာ titan ပဲထားလိုက်ပြီအဲဒီကောင်က rare ပေါ့နော်ဒါပေမဲ့ဒီကောင်ရုပ်ကိုလည်းကြည့်လိုက်အောင်ရုပ်ကဘယ်လိုကြီးလဲမသိဘူးရုပ်ကိုမေးရအောင်ရုပ်ကြီးကတော်တော်ဆိုးပါတယ်ကွာ what ။အိုးဒီမှာကျွန်တော်ရဲ့ strawberry bean လေးကတော့ဒီမှာပေါက်နေပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာဒီ strawberry bean ပေါက်ဖို့ကတော့နည်းနည်းတော့ကြာတယ်ဗျ။ဒီကော damage ကတော့ဒီမှာတော်တော်များတယ်ရောင်ကြီးတော်တော်ကျန်းတယ်ဗျ။ Okay ကျော် strawberry တပင်လောက်ထပ်ပြီးတော့ဝယ်လို့ရတယ်အဲ့တော့ကျော် strawberry တပင်လောက်ထပ်ပြီးတော့ဝယ်ရမယ် Okay ကျွန်တော်အကောင်တွေကိုဒီမှာအသေးချာပြစ်လို့ရအောင်လို့ strawberry ပင်တပင်ထပ်ပြီးတော့စိုက်ပေးလိုက်ပြီအော်ဒီမှာ Uchiha Sasuke ရဲ့ဒီမှာနောက်ဆုံးတော့ရောက်လာပြီဒီမှာ epic ကြီးဗျဒီကော epic ဆိုတော့ဘယ်လိုပြောရမလဲတော်တော်မိုက်တယ်လို့ပြောလို့ရတယ်ဗောနော် ဲ့ရောက်နှစ်ကောင်တော့လာတာရောက်ပြီ Sasuke ရဲ့တမနှစ်ကောင်တော့လာတာတဲ့ကျေးဇူးတင်ပါတယ်လို့တော်တော်ပေါ်တာပဲဒီထဲမှာ update တောင်မှာနှစ်ကောင်တော့လာတယ် Okay ဟုတ်ပြီ Sasuke နှစ်ကောင်တော့ကျွန်တော်ထပ်ပြီးတော့ရအောင်မယ်အဲဒီမှာ Sasuke ကတော့တော်တော်မိုက်တယ်ဗျပုံစံကတော့သူ့ရဲ့ဒီ enemy character အတိုင်းပဲပေါ့နော်အဲကျွန်တော်ဒီကောင်ကိုဘယ်မှာထားရမလဲဆိုတော့ Titan ကြီးနဲ့ပဲလဲလိုက်ရင်ကောင်းမလားမသိဘူးအဲ Titan နဲ့ပဲလဲလိုက်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ Titan ကြီးကလည်းမလိုဘူးဆိုတော့ဗျာဒီမှာ Sasuke လေးနဲ့ကပို့ပြီးတော့မိုက်တယ်လို့ထင်တယ်ပေါ့နော် โอเคကျောင်းဒီမှာ Sasuke နောက်တစ်ကောင်လည်းထပ်ပြီးရရတာလေဒီကောင်ကိုလည်းကျောင်းစီနေစုနဲ့လဲလိုက်မယ်โอเคအဲဒီမှာ Epic ကတော့ကျွန်တော်နှစ်ကောင်တော့ရပါပြီဗောနော်တော်တော်လေးကိုမိုက်ပါတယ် Sasuke နှစ်ကောင်နဲ့ကျွန်တော်တို့ကျန်းတော့မှာဒီမှာရတာတဲ့ကောင်တွေကိုရောင်းလို့ရတယ်ဗျာသိရမလားအဲ့တော့ကျွန်တော်တို့ဒီရတာတဲ့ကောင်တွေကိုလည်းပြီးရင်ရောင်းအောင်မယ်ရောဒီကောင်ဒီကောင်အော်ဂိုးဂိုးမို့လို့ရောင်းနေတောင်းနေတာဗာများလေးလို့အဲဒီ character ကဗာလည်းမသိဘူးဒါဂျိုဂျိုတွေက character လားတော့မသိဘူးဗျာကျွန်တော်လည်းတိကျမသိဘူးဗောနော်အဒီ character ကိုသိရလူတွေရှိရင်လည်း comment မှာမှန်ပေးသွားလို့ရပါတယ်ကျွန်တော်ကတော့မသိဘူးဗျာဒီ character ကဘာလဲမသိဘူး ပုံစံအရတော့မိုက်တယ်ဗျပြီးတော့ epic ဆိုတော့တော်တော်လေးကောင်းမယ်လို့ထင်တယ်။ Okay ရပါပြီ။ကဲဒီမှာဒီဟာဒီကောင်ကဆက်ရုပ်နဲ့တော့နည်းနည်းတူတယ်ဗျ။အပုံစံကလေဒါပေမဲ့ဘာ character လဲတော့ကျွန်တော်လည်းမသိဘူး။အိုးဒီမှာ Titan ကြီး။ Oh my god ဒါ Titan ကြီးအတန့်ကို Titan တွေက Titan ကြီးအကြီးပဲ။အာဒါပေမဲ့ဒီထဲမှာတော့နည်းနည်းသေးတယ်ကွာ။ Okay ဒါပေမဲ့ဒီကောင်ကြီးက method ဆိုတော့ဗျဘယ်လိုပြောရမလဲ။ epic ထက်စာရင်တော့ဒီကောင်တဆင်းမြင့်တယ်လို့ပြောလို့ရတယ်ဗောနော်။သူရတယ်နည်းနည်းမာတယ်ဟိအောင်ကြီး။ရှာမလားမသိဘူး။အိုးရပြီရပြီ။ရပြီဒီမှာ Titan ကြီးကျွန်တော်တို့ရှာသွားပြီဗောနော်။ဒီကောင်ကြီးကတော်တော်မိုက်တယ်ဗျ။ အာဒီကမက်သစ်ဆိုတော့ကျွန်တော်တို့ဒီကောင်ကိုတင်းထားရမယ်ဘယ်မှာထားရမလဲမသိဘူး။အော်နေရာသစ်ဝယ်ပြီးတော့ကျွန်တော်ထားလိုက်မယ်ဒီမှာ platform တင်းနေအဲဒီကောင်ကအမှန်ကြီးဆိုတော့အဲဒီမှာရှားသွားပြီ။ share ကြီးပြမက်သစ်ဆိုတော့တော်တော်လေးကိုလှတယ်ဗျ။အဲကျွန်တော်ဒီမှာနောက်ထပ်တစ်ကောင်ဒီမှာဒီကောင်ကိုကြာတော့ဘယ်မှာထားရမလဲဒီမှာထားလိုက်မယ်။အဲဒီမှာ epic ၃ကောင်မက်သစ်တစ်ကောင်ကျွန်တော်ရှိမှာရှားသွားပြီပေါ့နော်။အာတော်တော်လေးကိုများနေပြီ character တွေက။ Okay ကျွန်တော်ဒီမှာ oh itachi itachi က legendary ပဲ legendary ဆိုတော့ဒါမစိုးဘူးဗျ legendary ကျွန်တော်ရှိမှာမရှိသေးဘူး။ โอเคဒီမှာအီတာချီကျွန်တော်ရပါပြီအီတာချီကတော့တော်တော်လေးကိုကျန်သွားပြီဟာဟိအီတာချီကတော့တကယ်မိုက်တယ်အဲ့တော့ကျွန်တော်အီတာချီကိုဗမာထားရမလဲအစာစကဲတကောင်ကျွန်တော်ဖြုတ်မှာပဲရမယ်နဲ့ထင်တယ်နေရာတက်ကလည်း1000ဆိုတော့ဗျအစင်မပြေဘူးအဲ့တော့ကျွန်တော်စာစကဲတကောင်ကိုဖြုတ်လိုက်မယ်โอเคဒီမှာစာစကဲနဲ့အီတာချီနဲ့ညီကို၂ယောက်တော့ကျွန်တော်တို့ရပါပြီဗျာโอเคကျွန်တော်မလို့တော့တဲ့ဒီကာရိုက်တာတွေကိုတော့ရောင်းလိုက်တော့မယ်ဘာလို့လဲဆိုတော့ဒီကောင်တွေကတိတ်ပြီးတော့မလို့တော့ဘူးဗျာโอ้ยตะตองจ่อတော်มาย่าเลยบ่เนาะตะตองจ่อတော်มาย่าเลยสู้တော့မซိုးอ่ะဒီမှာ Rango กู้ထက်ပြီးတော့ลาပြီးဟာဟေး ရန်ကိုကုတွေကလည်းဒီမှာ share လာတယ်ဗျ။အော်ဒီမှာတိုးပြီးဒီကောင်ကလည်း epic ပဲ epic ဆိုတော့မစိုးဘူးဗျ။ဒီကောင်ကလည်းတော်တော်မိုက်တယ်နော်။ character တွေကတော့အကုန်လုံးကအမှန်နေပဲဗျ။လာတဲ့ကောင်တွေကတော့အကုန်လုံးကမိုက်တယ်။အော်ဒီမှာ Chainsaw Man Chainsaw Man တွေပါပါလာပြီးရောက်ပြီ။ဒီကောင်တော်တော်ကျန်းနေပြီနော်။တော်တော်ကျန်းနေပြီနော်။ Chainsaw Man တွေပါပါလာပြီ။ Okay ကျောဒီမှာ Chainsaw Man လည်းထပ်ပြီးတော့ရှာပြီ။အိုးရောက်ဆက်ရုပ်ကြီးအကြီးပဲ။ဒီကောင်ကတော့ဒီမှာတော်တော်ကြမ်းသွားပြီဒီကောင်အကောင်ကဘာလို့ကြီးနေရလဲမသိဘူးဗျအကောင်ရွယ်စားနေရလဲဒီထဲမှာနည်းနည်းကြွားတယ် ဒါနဲ့ကိုလူတို့ကဘီရှော့ကိုတီးကြလားဘီရှော့မှာဆိုရင် robot တွေ great garden တွေရပတ်တွေ minecraft တွေရ minecoin တွေကိုအတန်ဆုံးဈေးနှုန်းနဲ့ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကိုလည်း support ချင်တယ်ဆိုရင်တော့ဘီရှော့မှာဝယ်ယူအားပေးလို့ရပါတယ်ဆက်သွယ်ရမယ့် link ကိုလည်းကျွန်တော်ရဲ့ pin comment မှာထည့်ပေးထားပါတယ်သွားကြည့်လိုက်ပါ okay ကျုပ်ဒီမှာဒီကောင်ကြီးတို့ရောရရည်ပေါ့နော်ဒီကောင်ကြီးက epic ပုံမှာနည်းနည်းအကောင်ကြီးရယ်ဆိုတော့တော်တော်မိုက်တယ်ဗျဒါပေမဲ့ကျွန်တော်တို့ထားစရာနေရာတွေကမရှိဘူးဗျထားစရာနေရာတွေမရှိဘူးဆိုတော့ဒီကောင်တွေကိုလည်းရောင်းပါပဲစင်ပြေမယ် okay ဒီကောင်တွေကိုလည်းရောင်းလိုက်မယ် oh 11k တောင်မှရရတယ် โอเคကျွန်တော်ဒီမှာ sunflower ဝယ်လို့ရပြီ ਨੇ ထင်တယ်ဗျာဒီလားအဲ sunflower 25k ဆိုတော့ဝယ်လို့ရပြီ oh my god sunflower ကြီးကျွန်တော်တို့ဝယ်လို့ရပြီ sunflower ကတော့တော်တော်မိုက်တယ်ဒီမှာထားလိုက်မယ်အာโอเคဘာလို့ထားလို့မရလဲမသိဘူးเนาะဘာလို့ထားလို့မရလဲโอเคကျွန်တော်အပင်တပင်လောက်ဖြုံးမရမယ် ਨੇ ထင်တယ်โอเคဒီနောက်မှာဆိုရင်တော့ရမယ်လို့ထင်တာပဲစမ်းကြည့်လိုက်အိုးရွာသွားပြီရွာသွားပြီဒီမှာ sunflower ကျွန်တော်စိုက်လိုက်ပြီဒီကောင်ကပေါက်ဖို့အတွက်ကတော့နည်းနည်းစောင့်ပေးရမယ်ပေါ့နော်နည်းနည်းကြာမယ် ਨੇ ထင်တယ်ဗျာ ်အကျုပ်ဘာလုပ်เสียရှိလဲ။ဩ platform တင်ကျွန်တော်တို့ဝယ်လို့ရလား။တထောင်ဆိုတော့ဩဝယ်လို့ရပြီဝယ်လို့ရပြီ။ Let's go ဒီမှာ platform တင်ဝယ်ထားမယ်။အဲဒါမှကျွန်တော် character အစ်စ်တွေရရင်ထားလို့ရမှာ။ဩနောက်တစ်ခုကရောင်တသိန်းတော့ Oh my god ဈေးကြီးရဲ့။ဟဲ့ရောင် Itadori UG ရဲ့ဒီမှာတောက်လျှောက်ကိုပေးနေရပဲ။ဩဒီမှာ armor titan ကြီးပဲ armor titan ကြီးအခုမှတွေ့ရဒီကော app ပြဒါမဲ့အဲသူ့ရဲ့ hp က600ပဲရှိရပေါ့နော်600ပဲရှိရဆိုတော့တော်တော်နည်းလို့ပြောလို့ရရဗျ app ကိုမှတော်တော်လေးကိုနည်းတယ်လို့ပြောလို့ရရပေါ့နော် โอเคအဲ့တော့အကောင့်တွေကိုတော့ကျွန်တော်တို့မစုတော့ဘူးဗျာရောင်းစားတာပဲကောင်းတယ်ရောင်းလိုက်ရင်တော့ကျွန်တော်ပတ်ဆံရရလေโอเค3000ကျွန်တော်ရတယ်โอ้ဒီမှာ Rango ကိုကမှအကြီးပဲဒီကောင် Epic ကိုမှဒီမှာတော်တော်ကြီးကိုကြီးတယ်ကြီးလိုက်ကျွန်တော်နဲ့ရှင်ရင်တော့မှတော်တော်ကြီးတယ်ဗျာโอ้ဒါကြီးကတော့ကျွန်တော်တို့တင်းထားတဲ့လို့ပြောလို့ရပါပြီအဲ့တော့ဒီ Rango ကိုအကြီးကြီးကိုတော့ကျွန်တော်တင်းထားမယ်ဗျာဒီကောင်ကြီးကိုရရင်တင်းထားလိုက်โอเคရပြီရပြီโอ้ဒီကောင်တော်တော်မာတာပဲရောသူ့ရတော်တော်မာတာပဲအကောင်ကြီးလို့ထင်တယ်ဗျာโอเคရပြီ ကဲကျော်တို့မှာ Rangoku အကြီးကြီးယူတော့ရှားသွားပြီဗောနော်ဒီကော Epic ကိုမှာအကြီးကြီးပဲဆိုတော့ကျွန်တော်တို့တင်ထားရမယ်ဗျအဲတင်ထားမယ်ဆိုတော့အော်ဒီမှာ platform အလို့တခုရှိရယ်ဗောနော်ဒီပေါ်မှာတင်ထားလိုက်မယ်အမ်ဒီမှာတော်တော်လေးမိုက်တယ်ဗျအကြီးကြီးပဲအဲကျော်တို့မှာ Epic တွေ Legendary တွေလဲကျွန်တော်စီမှာရှိနေပြီဗောနော်အဲ Sasuke တွေရတယ်အသေးလာတာဟာတော်တော်လာတယ် Sasuke တွေရတယ်တောက်လျှောက်ပဲဒီမှာတောက်လျှောက်ကိုရရနေရဗောနော်အော်ဒီမှာဒီကောင်လဲတောက်လျှောက်လာတယ်ဂျူဂျူတွေကောင်ထင်တယ် โอเคကျွန်တော်တို့မှာရောင်းရမယ်ဗျာတောက်လျှောက်လာရဆိုတော့တောက်လျှောက်ရောင်းပေးရမယ်အဲဆိုပတ်စံလေးအိုး6000ကျော်တော့မှရလိုက်တယ်အစိုးဗျာ6000ကျော်တော့ရရဆိုတော့ကျွန်တော်တို့ဒီမှာ sunflower ထပ်ပြီးတော့ဝယ်လို့ရပြီအဲဒီအောက်ကဟာရရတော့ဒီမှာ1 million တော့ oh my god မဝယ်နိုင်ဘူး sunflower ပဲဝယ်မှာရမယ်โอเค sunflower တပင်ထပ်ပြီးတော့ဝယ်လိုက်ပြီအဲဒီကောင်ကိုကျွန်တော်တို့အပင်တပင်ဖြုတ်ပြီးတော့ထားမှရမယ်ထင်တယ်โอเคဒီမှာဒီမှာထားလိုက်မယ် ကဲကျွန်တော်တို့ဒီမှာနာရူတိုကြီးနဲ့တွေ့ပြီပေါ့နော်ဒီမှာနာရူတိုကတော့လုံးဝ legendary ဆိုတဲ့အတိုင်းပဲတော်တော်လေးကိုမိုက်တယ်ဗျာနာရူတို legendary ပေးထားတာဒီထဲမှာပဲကျွန်တော်တွေ့ဘူးသေးရပေါ့နော်အရင်တော့ကျွန်တော် sorry game တွေမှာဆိုနာရူတိုစတာတွေကပေးတာဗျာโอเคဒီမှာ legendary ဆိုတော့လေ legendary ပေါ့တော်တော်လေးတော့မိုက်ပါလေဒီကောင်အဲဒီကောင်ကိုဗမာထားရမလဲဒီကောင်ကိုဗမာထားရမလဲဆိုတော့ဒီမှာဆက်ရုပ်နဲ့လဲလိုက်မယ်အဲဒီမှာဒါကတော့ကျွန်တော်တို့အဲကိုနိုဟာနေဂျာ၃ယောက်ပေါ့နော်အဲ၃ယောက်လုံးကျွန်တော်တို့ဒီမှာထားပေးထားတာဗျာ အာ၃ယောက်လုံးက legendary epic တွေပဲ Sasuke ကတော့နည်းနည်း epic ဆိုတော့နည်းနည်းနေနေတယ်ရအောင်ဝင် Okay ကျွန်တော်ထပ်ပြီးတော့ကြည့်မယ်ဘယ်ကောင်လီလာအောင်လဲမသိဘူးအာကျွန်တော်စီမှာ character တွေကတော့စုံနေပြီဒီကောင်တွေကိုလည်းရောင်းရမယ်ရအောင်ရောင်းရတာလည်း share ရောင်းနေရတယ်ပေါ့နော်တောက်လျှောက်ကိုလာနေတော့အိုး9000ကျော်တောင်ရလိုက်တယ် Oh my god အကျော်သူများရဲ့ base ကိုလည်းပြင်သွားကြည့်ရမယ်ဗျာဒီလားဒီမှာဒီကောင်တွေကဒီတင်းမောပေါ်ကနေပြီးတော့ဆင်းလာတာဗျာဒီလားတော်တော်ထူးဆန်းတယ်တော်တော်လေးကိုထူးဆန်းတယ်တင်းမောပေါ်ကနေပြီးတော့ဆင်းလာတာပေါ့နော်ပင်တယ်ဓမြရည်လားမသိဘူး โอเคကျွန်တော်သူများတွေရဲ့ base ကိုလည်းတစ်ချက်တော့တွားပြီးတော့ဆက်စုကြည့်မယ်ဗျာအာဒီကောင်းလေးရှိမှာဘာရှိမလဲလို့โอเคကျွန်တော်ဒီမှာသူများရဲ့ base ကိုတော့ရောက်လာပြီပေါ့နော်အာဒီကောင်းရှိမှာဘာရှိလဲဒီမှာ Titan ကြီးရှိတယ်ဒီကောင်းရှိမှာပြီးတော့ရောက် Luffy Gear 4တွေပါရှိတယ် what the hell ကျန်လာပြီလားဒါကြီးကတော့အဲ့ဒီမှာ Toby နဲ့ Naruto ကတော့ပုံမှန်ပဲဗျာဒါကြီးကတော့ကျွန်တော်လေးယာဘူးတယ်ပေါ့နော်အ Luffy Gear 4ကတော့တော်တော်ကျန်သွားပြီအဲ့ဒီမှာဒီကောင်းဒီကောင်းနေရာပေါ့နော်ဒီကောင်းနေရာကြီးဒီကောင်းရှိမှာရွှေပြုံသီးရယ်လည်းရှိတယ်ဗျရွှေပြုံသီးရယ်လည်းရှိတယ်ပေါ့နော်ဒီမှာတော်တော်လေးကိုမိုက်တယ် အဲနောက်တစ်ယောက်နေအောင်ကျိုးသွားကြည့်မယ်ဒီမှာနောက်တစ်ယောက်ကျန်သေးတယ်အဲဒီကောင်ရှိမှလည်းရအောင်ဒီမှာတိုက်တန်ကြီးလာနေတာပဲတိုက်တန်ကြီးလာနေတာပဲမတ်တစ်ကြီးရအောင်ဒီကောင်ကန်ကောင်းနေပြီဘဲလေးကဘဲလေးက sunflower seed တွေပဲစိုက်ထားတာပဲဒီမှာ sunflower တွေကြီးပဲโอเคကျိုးဂါဒန်ကိုပြန်သွားမယ်အဲကျိုးဒီမှာဘားကောင်းနေလာနေပြီလက်တစ်ချက်ရှိုးမယ်အိုးရဇိုးလို့ဇိုးလို့ဒီမှာ legendary ဇိုးလို့ကြီးရပြီ oh my god ဇိုးလို့ကြီးကတော့တော်တော်လေးကိုကြမ်းပြီဗျဇိုးလို့မှ legendary ပေါ့နော်ဒီကောင်ကတော့ကျွန်တော်တို့တင်းထားမယ်ထဲမှာပါတယ် โอเคဒီမှာဆိုလိုကြီးရပါပြီတော်တော်လေးကိုမိုက်တယ်ဗျပုံစံโอเคကျွန်တော်တို့ဒီမှာဒီကောင်ကိုဒီ Sasuke နဲ့လဲပေးလိုက်မယ်ပေါ့နော် Sasuke ကမလိုတော့ဘူး epic ဆိုတော့အဲဒီမှာ legendary 3កောင်ကျွန်တော်တို့ရပါပြီဗျ3កောင်လောက် share ပဲโอเคကျွန်တော်ဒီမှာ rebuild လည်းလုပ်လို့ရတယ်ဒါပေမဲ့အဲ cancel ခြင်းတော့1 million လိုနေပါတယ် Zoro နဲ့ Itachi ရှိပေမဲ့လည်း1 million လိုနေတဲ့အတွက် rebuild ကတော့လုပ်လို့မရတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ video လေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ဒီ game လေးကိုလည်း brother တို့အားလုံးကြိုက်နေတတ်မယ်လို့ထင်ပါတယ်ကျွန်တော်တို့နောက်ထပ် video အသစ်တွေမှာပြန်ပြီးတော့တွေ့ကြပါမယ်